ကိုကိုကိုအရန်တော်ရဲဆိုပြီးတော့မာနမကြီးပါနဲ့ကိုတဲ့ပိုတော်တဲ့သူတွေရှိသေးတယ်ဆိုတော့ကိုလည်းမမြင်လိုက်ပါနဲ့မင်္ဂလာပါကိုကိုကြီးပုံမှန်ပဲစဉ်းစားနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်ဒီကနေ့ကိုကိုကြီးကဒီရညလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့ကောင်းတယ်ဆိုတာထက်ကိုကောင်းတာရှိစမြဲဆိုတဲ့မြမရွတ်ရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကမြေခွေးတကောင်ဟာ သူ့ရဲ့ဉာဏ်ပညာအတွက်အရန်ကမာနကြီးနေတဲ့ကွယ်တရိတ်ဆန်ဒီထဲမှာငါကဉာဏ်ရှိဆုံးပဲတနေ့မှာတော့မြေခွေဟာအစာရှာထုတ်ခဲ့ပေမဲ့စားစရာဘာတစ်ခုမှမရလို့စိတ်ညစ်နေတာပေါ့ကွယ်မြေခွေဟာစာလောင်လို့နာကြောင်းဒေါသတွေအရန်ထွက်နေတာပေါ့ကွယ်အစာမရှာတော့ဘူးလို့လုံနေတော့လက်တကောင်ကိုအမှမထင်တွေ့လိုက်ရပါတယ်မြေခွေဟာအရန်ကပျော်ပြီးတော့ကတ်ခုန်လိုက်တာပေါ့ပြီးတော့လက်ကိုဖမ်းယူပြီးတော့လက်ရဲ့ကျေးကွန်းကိုချက်စီဖို့လုပ်ပါတော့တယ်ဒါပေမဲ့မြေခွေဟာ ဘလို့ပဲဖြက်စီဖြက်စီဖြက်စီမရဘူးဖြစ်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲလက်ကညီဝေကိုစကားပြောလာပါတယ်ဘာလို့ကျုပ်ကိုရေမစိမ့်တာလဲရေစိမ့်လိုက်ရင်ကျုပ်အခွန်ပြောင်းလာပြီးလွယ်လွယ်စားလိုက်ုံပဲလိန်ညာပြီးမြေခွေကိုပြောလိုက်တာပေါ့ကွယ်ဆာလောင်နေတဲ့မြေခွေကလက်ရဲ့စကားကိုတေချာမတွေ့တော့ဘဲအနီးနားမှာရှိတဲ့ဂျင်အိုင်ထဲကိုလက်ကိုပြစ်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာလက်ကမြေခွေလက်ကနေလို့သွားပြီးဆိုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ရေကူပြီးတော့ထွက်ပြေးသွားတာပေါ့ကွယ် လက်ရရေအိုင်းအလဲကိုရောက်တဲ့ခါမှာတော့မြေခွေကိုလက်ပြီးတော့စကားဆူလာပါတယ်။ပြို့ကိုမြေခွေခညာရဲ့ဉာဏ်ပညာအတွက်တိတ်ပြီးမာနမကြီးနေပြို့ပုံမြင်လေးရတော့ဒီမှာတွင်ပြီးဆုံးသွားပါပြီ။အဓိကပြောချင်တဲ့အကြောင်းအလေးကတော့ကိုကိုကိုတော်လာပြီဆိုပြီးတော့မာနမကြီးပါနဲ့။ပြီးတော့ကို့ထဲတော်တဲ့သူတွေရှိစီနေဆိုတာကိုလည်းမမေ့ပါနဲ့နော်။လောကမှာကိုမသိသေးတဲ့အရာတွေ ကိုညံမမီးတဲ့အရာတွေအများကြီးရှိနေပါသေးတယ်။သူကကိုယ့်ထက်အသက်ငယ်တယ်ဆိုပြီးတော့အထင်မသိမိပါနဲ့။ကိုမသိသေးတဲ့အရာတွေကိုမဖြေရှင်းနိုင်တဲ့အရာတွေကိုလည်းသူသိနိုင်တယ်လို့ဖြေလဲဖြေရှင်းနိုင်ပါတယ်။ဒါကြောင့်မလို့ကောင်းတဲ့ဆိုတာထဲပိုကောင်းတာရှိစေမြဲဆိုတဲ့စကားပုံဖြစ်တည်လာတာပဲဖြစ်ပါတယ်။ကျေးဇူးသူရောက်စီတန်းကိုလည်းကျေးဇူးထူးထူးရှိပါတယ်။ကောင်းသောညကလေးကိုပိုင်ဆိုင်နေကြပါစေနော်။